အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားဇင်ရဖြစ်ပါတယ်ယခုကိုနဲ့လေးရလဲကျွန်တော်ရဲ့ e-book ထဲကနံပါတ်3စာစုလေးတစ်ခုဖြစ်တဲ့တတ်သားຫນွေဦးဆိုတဲ့စာစုလေးကိုဖတ်ကြားတင်ပြပေးတော့မှာပဲဖြစ်ပါတယ်အသက်ကငယ်ရှာပါသေးတယ်လူကောင်ကတော့ကတ်ထွားထွားပေါ့စစ်သက်ကနှစ်နှစ်ပြည့်နေပါပြီဒါဒါအခုမှအသက်က18နှစ်ပဲရှိပါသေးတယ်အဲ့ဒီရဲဘော်လေးကကျွန်တော်ကိုအမြဲပြောပြပါတယ်စစ်သက်ထဲမှာလုံးဝမနေချင်တော့ကြောင်းသူဟာ နေပြီးတော့ဂျီလို့ခေါ်တဲ့ဆောက်လုပ်ရေးအင်ဂျင်နီယာတက်တထက်မှာနေစားပယံသမားလေးလုပ်ရင်ဂျီတက်ထက်မှာပဲနေရမယ်ဆိုလို့လိန်လယ်စီယုံခံရပြီးတော့တင်းအာရမစူဆောင်းခံရပြီးတော့ကျွန်တော်တို့လူမိုက်ကြီးတွေပဲနေတဲ့ချင်းမြန်တက်ရင်မှာတာဝန်လာကြတာဖြစ်ပါကျွန်တော်သူရင်ဖွင့်လာတော့သူ့ရဲ့တပါစ400လို့ခေါ်တဲ့စစ်တီကိုရင်အချင်းကိုကြည့်လိုက်မိပါလေ။မွေးတက်ကလေးနဲ့တပ်ဝင်ရဆွဲကိုတိုက်ဆိုင်ကြည့်လိုက်တော့15နှစ်မပြည့်တတ်သေးခင်စာချုပ်ချုပ်ထားပါ။ဒါနဲ့16နှစ်မပြည့်သေးဘဲနဲ့တတ်ထဲဝင်တာဘယ်ရမလဲ။ တရားမှုသတင်းပို့ကွာဆိုပြီးတော့ပြောလိုက်ပါတပ်သားတွေဦးလဲတရားမှုကိုတရှိခွေမှာဗာသတင်းပို့เสียရှိလဲဆိုတော့ထပြီးသတင်းပို့ပါထပြီးသတင်းပို့ရဲဆိုတာတန်းစီခွေမှာထိုင်နေရတာမဟုတ်ပါဘူးလက်တချောင်းထောင်ပြီးဘာသတင်းပို့เสียရှိလဲဆိုပြီးတော့သတင်းပို့တာဖြစ်ပါတယ်အဲ့ဒီမှာသူအသက်မပြေသေးကြောင်းနောက်တစ်ခါအားသာချက်ရှိတာဘာလဲဆိုတော့အဲ့ဒီခေတ်ကာလကြီးကျွန်တော်တို့ဒီမိုကရေစီအစိုးရလက်ထက်ဖြစ်ပါအဲ့ဒီချိန်မှာ ICRC ကိုလည်းသူ့မိဘတွေကအကြောင်းကြားထားတယ်လို့ဆိုပါတယ်။အဲဒီမှာတိုင်မိုးကလည်းတိုင်ရိုးကြီးစီစစ်ပါဆိုပြီးပြောပါတယ်။ပြီးတာနဲ့အရာရှိတွေကိုအရေးပေါ်စီဝေးခေါ်ပါတယ်။တိုက်ရဲ့ညနေဖုန်းလို့ပြောရမယ့်ရှစ်မီနောက်ပြီးရုံးကြီးတွေပါခေါ်တာပေါ့။ဒီလိုသတင်းပို့တာတွေဖြစ်မလားအောင်အရာရှိတွေကကိုတက်ခွဲလိုက်ကိုလူကူစီယုံကြပါတဲ့။အဲ့ဒါနဲ့တစ်ဆက်သေးပေါ့။ တရင်အစစ်တီတွေကိုစစ်ကြည့်လိုက်တော့လဲစစ်တီတွေထဲမှာသူတယောက်ပဲအသက်မပြည့်ခင်အသွင်းခံထားရတာပါကြားတဲ့သူတွေလည်းရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့တပ်ဝင် မှတ်တမ်းများရာဆိုတာကိုပဲကျွန်တော်တို့ကစစ်ဆေးလို့ရပါတယ်အခုနောက်ပိုင်းမှာဆိုရင်တော့မှတ်ပုံတင်စလို့ကတည်းကဆက်ရှင်နဲ့မပြည့်တဲ့ပုံစံမျိုးတွေလောက်လာတာကိုတွေ့ရပါတယ်ကျွန်တော်လည်းညစ်တွန်းထပ်ပြီးတွန်းလိုက်ပါသေးတယ်တွေ့ဦးက ကျွန်တော်တတ်ခွဲရလေလို့စီယုံမယ်ဆိုရင် ကို့လာပြီးအရင်စီယုံမှာပေါ့နော်အားနဲ့ကျွန်တော်လည်းဘယ်သူမှပြောလို့မရတော့ရုံးကြီးတရားဆက်ပါ နောက်အသက်မပြည့်သေးပဲဝင်တဲ့သူစီယုံမလားပေါ့အဲတိုင်ရမှုနဲ့တိုင်ရဖို့ကြီးလုတ်တဲ့သူတွေကတော့ကျွန်တော်ကိုမျက်စောင်းထိုးနေကြပြီဖြစ်ပါတယ်ရုံးကြီးကမရှိတော့ဘူးတဲ့အားနဲ့ကျွန်တော်ကလည်းထပ်ပြီးတော့ညတွန်းထပ်တွန်းပါတယ်ရှားရတာတောက်ဝင်ရဆွဲကိုတရားကြည့်သားမှာလို့ ကျွန်တော်တာဝန်ရဆွဲကိုလည်းကြည်လိုက်လို့16နှစ်နဲ့3လားလို့ကျွန်တော်လည်းအသက်မပြေဘူးဆိုပြီးကျွန်တော်တမင်ညစ်ကံကံပါဂျုံကြီးကဘုဒ္ဓနာအောင်တာတဲ့ဘုဒ္ဓနာအောင်တဲ့အရာရှိတွေနဲ့တက္ကသိုလ်ဝင်တဲ့အောင်ထားတဲ့စစ်တီတွေကဥပဒေမှာပေါ့နော်ဒီဥပဒေမှာချင်းချက်အနေနဲ့ရှိပါတယ်ဆိုပြီးတော့ပြောလာပါတယ်ကျွန်တော်လည်းစစ်ဖို့ဖြစ်လာတာဗျာမတိပဲနေမလားတမင်ရွက်ပြောခြင်းဖြစ်ပါတယ်တန်မူကတော့ထုံးစံအတိုင်းပဲသူ့အကွက်ထဲဝင်သွားပြီဆိုတော့ဇင်ရောဟဲ့အောင် ရာရှိဖြစ်ပြီးမတည်ဘူးလားဆိုပြီးအစည်းအဝေးကနေကနေမောင်းထုတ်ပါတယ်ကျွန်တော်ဆိုတဲ့ကောင်ကလည်းစိတ်အလွန်အမတန်မြန်တဲ့သူဖြစ်ပါကျွန်တော်ဒီလို လာမပြောပါနဲ့စိတ်တွင်လက်ကလည်းအမြဲတမ်းပါရတာဖြစ်ပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆိုပြီးတော့တခါလဲလက်ကလေးမြောက်ပြီးအလေးပြုပြီးတော့ထွက်လာခဲ့ရပါအချိန်ကတော့ရှေ့ပိုင်းမှာပြောခဲ့သလို2013ခုနှစ်ဝင်းကျင်ပဲဖြစ်ပါအဲ့တာသားຫນွေဦးလေးကိုသူ့မိဘတွေနဲ့ထပ်ပြီးချိတ်ဆက်ခိုင်းပါတယ် သူမိဘတွေကလည်း ICRCC ကိုဆက်ပြီးတော့သတင်းပို့ဖို့ဖုန်းနံပါတ်ကအစရသွားပါမကြပါဘူး ICRC ကနေတပ်သားတွေကိုပါဝင်စုစုပေါင်း16ယောက်စည်ရင်ထွက်လာပြီးနေပြီးတော့မှမိဘအုပ်ထိန်းသူတွေများစီကိုမီဒီယာတွေရှေ့မှာပြန်လဲလွှဲပြောင်းပေးရတယ်ဆိုတာကိုတွေ့ရပါတယ်အစထဲဒီအသက်မပြေပဲစုဆောင်လာတဲ့စစ်တီတွေကိုလည်းစစ်စည်းကမ်းအရလိန်လယ်စည်ရင်သွင်းမှုနဲ့အရေးယူပြတာပေါ့ဗျာခုလည်းရှိနေသေးပါဒါပေမဲ့အချမ်းဖက်တာ လူပါဝပါတယ် ဘယ်လိုလုပ်လဲဆိုတော့ဝေပြီးမှကျွန်တော်အသက်မပြည့်ပါဘူးလို့ပြောလာရင်ပြောလာတဲ့ကာယကံရှင်စစ်တီကိုပါလိန်လေစီးရင်တွေ့မှုနဲ့အရေးယူလို့ရအောင်လှုပ်ထားပြန်ပါတယ်။နားနဲ့ပါရိုက်အရန်လှုပ်တာ ဖြစ်ပါတယ်။တကယ်တမ်းအသက်ပြည့်မပြည့်ဘူးသူတို့ကစစ်ရမှာဖြစ်ပါ နောက်ဆက်တွဲကတော့ကျွန်တော်အသက်မပြည့်သေးတဲ့စစ်တီတယောက်မှန်ကန်စွာထွက်ခွင့်ပြန်လဲရရှိရေးမှာအကူအညီတောင်ရဲလမ်းပြပေးပြီလို့တရားမှုဟာဒီစစ်တီကြောင့်သူဆောင်ပေးထားတဲ့အရာရှိနဲ့စစ်တီတယောက်စစ်သက်ရှောက်ခံရလို့ကျွန်တော်အမြင်မကြည်လင်တော့ပါဘူးစစ်စင်ရေးထွက်ရင်အဝေးဆုံးစခန်းဟာကျွန်တော်စခန်းဖြစ်ပါတယ်အမြင်ဆုံးတက်ရတဲ့တောင်ဟာလည်းကျွန်တော်ပဲဖြစ်ပါတယ်ခြေစစ်စင်ပြီဆိုရင်အမြဲတမ်း point လို့ခေါ်တဲ့ဓာတ်သမခြေပြေးတက်စုမှုဖြစ်ပါ အဲ့ဒီတိုင်မှုမပြောင်းမချင်းအဲ့ဒီဝေဒနာတွေခံစားခဲ့ရအောင်ကျွန်တော်ကျင်းရပါတယ်ကျွန်တော်ကြောင့်စစ်တီတယောက်နီးမှလမ်းမှန်နဲ့စောစောစီးစီးထွက်ခွင့်ရစီခဲ့လို့ပါအာတကယ်ဖြစ်ပြပါစစ်တီရဲ့နာမည်ကိုလည်းပြောင်းမထားပါဘူးတတားຫນွေဦးမှမောင်ຫນွေဦးထိုမတဆင့်ຫນွေဦးအဖြစ်လွတ်လပ်စွာရှင်းတန်ခွင့်ပြုနိုင်ခဲ့လို့ဖြစ်ပါ စာကျွေးနေနေရေးထားတာကတော့လူတယောက်ရဲ့ဘဝနဲ့ခံစားချက်တွေကိုသူတို့ရဲ့ဓာတ်ဥစည်းစိမ်တွေအတွက်စရေထားကြတဲ့အတိုက်ကြီးခုမှတော့လာပါလဲမခေါ်သင့်တော့ဘူးတကယ်မြန်မြန်ဆန်ဆန်ကိုမက်ဆီကိုက်ပြီးနင်တို့တွားလို့ရမြန်မြန်တွားနိုင်ကြပြီလို့ရေးသားထားပါတယ်ဒါကတော့ຫນွေဥဆိုတဲ့စာသူလေးကိုဖတ်ပြခြင်းဖြစ်ပါတယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့နောက်ပိုင်းမှာလဲကျွန်တော်တို့ချစ်ပြည်တော်ပိုင်းမှာတာဝန်ထမ်းဆောင်ရတဲ့အချိန်မှာကျွန်တော်တို့စစ်ကြောင်းမှာပဲရဲဘော်လေးတယောက်တွေ့ရပါ သူဟာတကယ်ပါပဲ15နှစ်ဝင်းကျင်တာရှိပါသေးတယ်။အဲ့ကလေးကလည်းသူကိုယ်တိုင်စစ်တပ်ထရမဝင်ခြင်းပေမဲ့မိသားစုကနေစားဝတ်နေရေးအရရောင်းစားခံရရတဲ့အနေအထားမျိုးရှိပါတယ်။အဲကျွန်တော်တို့နောက်တန်းပြန်ရောက်ရင်တပည့်ကိုထွက်ခွင့်ရအောင်လုပ်ပေးမယ်။မျက်မှတ်ပုံတင်နံပါတ်ကိုပြန်ကြည့်မယ်ဆိုတော့နောက်တန်းဌာနချုပ်ကိုရောက်ပါတယ်။နောက်တန်းဌာနချုပ်ကိုရောက်တဲ့အခါမှာအဆိုပါစစ်တီကောင်လေးရဲ့ပတ်ပုံတင်သည်တက်ဆက်ရှင်းနှစ်ပြည့်အောင်ဒိန်လေပြီးတော့လှုပ်ထားတာကိုတွေ့ရပါတယ်။သူ့ရဲ့ အသွေးအမွေးနဲ့အရိုးစစ်တွေဖွဲ့စည်းပုံရကို16နှစ်မပြည့်သေးဘူးဆိုတာသိကြပါဗျာ။အဲ့ဒီဖြစ်ပျက်တွေမတိုင်ခင်မှာပဲဂျာထဲမှာကျွန်တော်ဟာအသက်16နှစ်မပြည့်သေးတဲ့တပ်သားတစ်တယောက်ကို မြင်ကြီးနားမှာရှိတဲ့အမတ်တက်တပ်မတော်စေုံကရင်300မှာတွားပြီးအခခရဝူပါတယ်။ကာယကံရင်စစ်တီးကဝင်လို့တဲ့ဆန္ဒရှိပါတယ်။ရဲသားသမီးတယောက်ပါ။တိုက်ရင်တပ်ဖွဲ့အနေနဲ့ကလည်းအကူအဲ့ရတော့ ဒီတက်သားစီအနံပြေတာရကမှတတ်မှန်နေပေါ့နော်တတ်မှန်နေဓာိုက်တက်ခွဲမှုပုံမှုလားယာယီတက်ရဲမှုလားမသိဘူးပေါ့နော်6လပြည့်မှာတသိမ့်မြေရလူတို့အတွက်ထောက်ခံကြောင်းလက်မှတ်ထိုးပေးမှာဖြစ်ပါတယ်လူတယောက်ရဲ့ဘဝကိုလူတယောက်ရဲ့ဘဝနဲ့လဲတာချင်းဖြစ်ပါတယ်ကျွန်တော်ပြောပါတယ်အဲ့ရဲဘော်လေးကိုမင်းတက်သေးကိုမဝင်နဲ့မင်းမှားမယ်ဆိုပြီးတော့ပြောပါတယ်ဒါပေမဲ့ तू ကိုဝင်ကျင်နေတာပါ तू ကိုဝင်ကျင်နေတာပါအဲ့ဒီမှာကြံဘော်ကြံဘက်သား3ယောက်ပေါ့နော်လိုချင်တာကတန်ရင်ဝင်ကျင်တာကလည်းဒီကလေး လေးပြစ်သူကကျွန်တော်ပေါ့သွားပြီးတော့အပ်ပါတယ်အိစရေးနဲ့ရေဒီယိုဌာနကနေရိုက်တဲ့အခါမှာအယိုးစစ်တွေမဆက်သေးဘူးဆိုပြီးတော့ညင်းပါတယ်တာယကန်ရှင်ကလည်းဝင်ကျင်တဲ့တက်ကလည်းလူလားချက်တွေများနေတယ်ဆိုတဲ့အတွက်ကျွန်တော်လိန်လယ်မှုလောက်ရပါတယ်လိန်လယ်မှုလောက်တဲ့အချိန်မှာဘယ်လိုလုပ်လဲဆိုတော့အများကြီးလုပ်လို့မရပါဘူး ိတ်ဆေးရုံမှာပဲအဲ့ဒီ X-ray ဌာနကပါရဂူဘူကြီးမသိအောင်အောက်ကပါရဂူပါရဂူမဟုတ်တယ်ပေါ့နော်ကြံတဲ့ X-ray ဌာနကအရာရှိတွေပေါ့နော်ဘရာသာအရာရှိတွေနဲ့တစိမ့်တုံးထုပြီးတော့အပ်ပါလက်မခံပါဘူးအေးယူခံမလို့တောင် ဖြစ်ခဲ့ပါလေအဲ့ဒီ ICRC ကာလမှသည်အခုຫນွေဦးကာလပေါ့နော်တော်လန်ရေးမဆခင်ကာလအထိမှာစစ်တပ်ဟာအသက်မပြည့်သေးတဲ့ဂျဲဘော်တွေကိုအရန်ကြောက်ပါဘာလို့ကြောက်တာလဲဆိုတော့အရသာအစိုးရဖြစ်နေလို့ အရသာအစိုးရဖြစ်နေတဲ့အပြင်တစ်ချက်တည်းတိုင်လိုက်ပြီဆိုတာနဲ့လိန်ညာမိစုဆောင်ခံရတဲ့စစ်တီကိုထွက်ခွင့်ပေးလိုက်ရတယ်လို့အစုဆောင်ခံတဲ့တပ်ရင်းလေ့ကျင့်ပြီးတဲ့တင်တန်းချောင်းနေရာဆမိကိုထောက်လျှောက်အရေးယူတာဖြစ်ပါဒါကတကယ်အရသာအစိုးရတက်လာတဲ့ကာလမှာစစ်တပ်မှာဒီမိုကရေစီမရဘူးဆိုရင်တောင်မှပဲစစ်တပ်ထဲကိုတော့လိန်လည်ပြီးတော့စီးရင်သွင်းလို့မရအောင်ကာကွယ်ပေးခံရပါအဲဒီမှာကျွန်တော်တို့ဒီမိုကရေစီ၁၀နှစ်ရခဲ့ပါတယ် ပြည်ပြဝဝ9နှစ်မပြည်မဝ9နှစ်ပြည်ပြဝဝ9နှစ်ဆိုရမှာတော့မှပဲအတိုက်ခံနေကြရတာဖြစ်ပါအဲဒီမှာစစ်တပ်ဟာဒီမိုကရေစီမရဘူးဆိုပေမဲ့အယက်သားအစိုးရသာရှိနေရင်စစ်တပ်ထဲကလူတွေလည်းဒီမိုကရေစီလွတ်လပ်ခြင်းလမ်းစအမှန်ကိုခံစားရတယ်ဆိုတဲ့အကြောင်းကျွန်တော်ရဲ့ဆိုလိုရင်းဖြစ်ပါတယ်။ဒါကြောင့်အခု အကြမ်းဖက်ဗိုလ်ချုပ်တွေပြောနေတယ်ကျွန်တော်ဒီ NCA စာချုပ်တွေလည်းပြန်ပြီးတော့ NCA အထိမ့်မှတ်ပွဲတွေလည်းလုပ်နေတယ်ပေါ့နော် NCA အထိမ့်မှတ်ပွဲတွေမှာကျွန်တော်မဟာလားတွေ့ဦးတွေ့တာနဲ့ပြောနေတာရှိတယ်ပြည်တော်စုကနေခွဲထွက်မှာမဟုတ်ဘူးခွဲထွက်လို့မရဘူးပြည်တော်စုကနေခွဲထွက်လို့မရဘူးဆိုတော့တောက်လျှောက်ပြောနေပါအဲ့ဒါဒီသူတို့ရဲ့ချင်းချောက်မှုစကားဖြစ်ပါကျွန်တော်တို့အခုတော်လန်နေတာကအထက်တဲကဝဲသားစစ်သားများတဲ့တိအောင်ပြောရမယ်ဆိုရင်ဘယ်သူကမှပြည်တော်စုကနေခွဲထွက်မှာမဟုတ်ဘူး အခုတိုက်လာတဲ့၄နှစ်အတွင်းမှာဘယ်သူမှလည်းခွဲမထွက်ဘူးဒီပြည်တော်စုတွေမပြိုကွဲဘူးအဓိကကကျွန်တော်တို့ဒီပြည်တော်စုထဲမှာ ရှိနေတဲ့တရားမဝင်စစ်ကောင်းဆောင် တွေကိုကျွန်တော်တို့ဒီမောင်းထုတ်နေတဲ့ပွဲဖြစ်ပါတယ်ဒါကြောင့်ပြည်သူတွေရောအထက်ထဲမှာဘာမှမသိညာမသိနဲ့ပျော်တိုင်းယုံနေတဲ့အဖွဲ့တွေပါသဘောပေါက်ကြစီဖို့တိုက်တွန်းနှိုးဆော်တင်ပြလိုက်ရပါတယ်ကဲကျွန်တော်တို့ရဲ့ຫນွေဦးခကြီးကတော့ရေထန်လေထန်နေထန်ထန်မှာတွားနေအောင်ပါပဲဖြစ်ပါတယ် 台湾是，安徽是狗国的。四五四五